ဘယ်အားကားစားမှမဆိုပြင်ဆင်မှုဆိုတာရှိတယ်လို့အခါတီးဆုံးပြိုင်ဘက်ဆိုတာလည်းပဲရှိပါတယ်ဘောလုံးလောကမှာဆိုလို့ရှိရင်မက်ဆီနဲ့ရိုနယ်ဒိုက ပြိုင်ဘက်တွေဖြစ်ရတယ်လို့ပဲကျွန်တော်တို့ရဲ့ MMA မှာလည်းကော်နာနဲ့ကာဘီဒိုကပြိုင်ဘက်တွေဖြစ်ပါတယ်မင်္ဂလာပါဖိုက်စ်ဘာမီကနဲ့ကြိုးစားပါတယ်နှိယောင်လောကတကယ်ကောင်းတဲ့ကစားသမားတွေပဲဖြစ်ပါတယ်ကျွန်တော်တို့အပြင်အားလုံးနဲ့ကြိုက်ကြပါတယ်သူတို့နှစ်ယောက်ကဘာဖြစ်လို့ရန်ဘက်တွေဖြစ်သွားလဲဆိုတာကို ပြပြပေးပါမယ် သူတို့နှစ်ယောက်ရဲ့ဝိတ်တန်းတွေက မတူညီကြပါဘူးခါဘစ်က UFC ကို2012လောက်ကဝင်လာပြီးတော့155ပေါင်နဲ့ light weight တန်းမှာကစားတယ်သူထိုးခဲ့တဲ့ပွဲတွေဆိုလို့ရှိရင်အမှတ်နဲ့အဆုံးအဖြတ်နဲ့နိုင်တာများတယ်ကော်နာကတော့ UFC ကို2013လောက်မှဝင်လာပြီးတော့155ပေါင်နဲ့ feather weight တန်းမှာကစားတယ် သူထိုးခဲ့တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှင်ရဲ့အလဲထိုးတဲ့နိုင်တာများတယ်။ဒါကြောင့်သူတို့နှစ်ယောက်ရှင်ရဲ့မက်ဂရီဂိုကပုံနမဲကြည့်တဲ့ဖန်ဘစ်ပို့ပြီးတော့တောက်နေလို့ပြောလို့ရတယ်။အစာပိုင်းမှာတော့သူတို့နှစ်ယောက်ရဲ့ထိုးတဲ့ဝိဒန်းနေကမတူညီကြဘူး။တယောက်ကလိုက်ဝိဒန်းတယောက်ကဖေဒါဝိဒန်းမှာကစားကြတယ်။နောက်ပြီးတော့ရင်းနှီးတဲ့ဆက်ဆံရည်တဲ့ရှိခဲ့ကြတယ်။အလုံတီးကြတဲ့အတိုင်းပဲခေါ်နာကသူ့ရဲ့အကောင်းဆုံးအချိန်ကိုရောလာခဲ့တဲ့အချိန်မှာလိုက်ဝိတ်တန်ကိုတတ်ထိုးဖို့လုပ်တယ်။ တကယ်လည်းတထိုးခဲ့တဲ့အချိန်မှာ UFC ရဲ့ပိုင်ရှင်ကချန်ပီယံလူပွဲကိုကော်နာနဲ့တည်ပေးလိုက်တယ်။တကယ်ဆိုဖြစ်တဲ့နာကလိုက်ဝိတ်တန်းမှာနိုင်ပွဲဆက်နေတာကခါပစ်။တကယ်ဆိုရင်သူနဲ့ချန်ပီယံလူပွဲကိုပေးတည်တင်တယ်။အဲ့ဒီမှာဇလန်ကစတာပဲ။ကော်နာနဲ့တည်ပေးလိုက်တဲ့ဆိုတာကလည်းမဖြစ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ဘာလို့ဆိုလို့ရှိရင်ကော်နာကလည်းနမည်ကြီးပြီးသားဖန်ပေးတောင်းပြီးသားပုံရိပ်ကောင်းတဲ့ဖိုက်တာမှုလို့ပါ။ အဲ့ဒီအချိန်ကနေစပြီးတော့ cabinet corner တို့ကအချိန်နေတင်းမှမှုတွေစတင်ဖြစ်လာခဲ့ပါတယ်။တကယ်လဲ lightweight တန်းရဲ့ corner က champion လည်းဖြစ်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာသူရဲ့ခပ်ပတ်ကိုရယူဖို့အတွက်ကို cabinet ကကြိုးစားခဲ့ပါတယ်။ cabinet ကစိန်ခေါ်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်း corner ကသူရဲ့မိမကခလေးမွေးတော့မယ်ဟူသောအကြောင်းပြချက်နဲ့ညှင်းပယ်ခဲ့ပါတယ်။ခလေးလည်းမွေးပြီးရော USC မှာလာမကစားဘဲနဲ့ဘောက်စင်လေးရှောက်ထိုးနေတဲ့အကြောင်း cabinet ကပူရိပ်တော်တော်ထက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ cabinet corner တို့ရဲ့ပွဲဖြစ်မဲ့ကိစ္စပေါ်လာခဲ့ပါတယ် corner နဲ့လေ့ကျင့်ပေါ်ဖြစ်တဲ့ russia က fighter က russia က nikola တခုမှာ carbet အဖွဲ့တွေကတငယ်ချင်းတွေနဲ့ရှံဖြစ်ခဲ့ပါတယ်သူတို့နဲ့ရှံဖြစ်ပြီးနောက်ထဲရပ်ပိုင်းလောက်အကြာမှာ corner ရဲ့တငယ်ချင်းကတနက်နဲ့အပြစ်ခံခဲ့ရပြီးတော့တိမ်မလို့တိဖြစ်ခဲ့ပါတယ် အလိုတနက်နေ့ပြစ်ခဲ့တဲ့အထဲမှာခါပိရေတငယ်ချင်းတွေလည်းပါတယ်လို့ပြောကြပါရယ်ခါပိနဲ့ကိုနာတို့ဖြစ်တဲ့ကိစ္စမှာဒီလိုနဲ့နှစ်ဖက်လုံးကတငယ်ချင်းတွေပါပါလာခဲ့ကြပါရယ်တစ်ဖက်နဲ့တစ်ဖက်ကဆိုလို့ရှိရင်အတော်လေးကိုတင်းမလာကြပြီးတော့လူသိတာတွေလည်းဖြစ်လာခဲ့ပြီးတဲ့နောက်မှာအော်တိုဘာ6ရက်2018မှာကိုနာနဲ့ခါပိတို့ကပွဲဖြစ်လာကြပါရယ်အဲ့ဒီပွဲကရောင်းဝအကောင်းဆုံးပွဲလည်းဖြစ်ခဲ့ပါရယ် ပွဲမစတင်ခင်မှာကော်နာရေးလီတိုက်တာတွေကလည်းအတော်လေးကိုကြံတယ်။ဘာသာရေးနဲ့လူမျိုးရေးမိဘတွေပါပါတဲ့အသီးဖြစ်လာခဲ့ပါတယ်။တကယ်တကယ်ပွဲဖြစ်လာတဲ့အခါမှာတော့ခါဘီရဲ့နံပါတ်စကေးကိုတော့ရှင်နိုင်ခဲ့ခြင်းမရှိပါဘူး။လေးချီမြောက်မှာတော့ကော်နာကအရှုံးပေးခဲ့ရပါတယ်။ပွဲပြီးသွားတာတော့မှခါဘိတ်ကတန်စကာအပြင်ကိုထွက်ပြီးကော်နာရဲ့အဖွဲရဲကလူတွေကိုဝိုက်ရှံမှုခဲ့ပါတယ်။ခါဘိတ်ရဲ့အဖွဲကလူတွေကလည်းစင်ဘော်ဒီတက်ပြီးတော့ကော်နာမက်ဂရီကိုရှံမှုခဲ့ကြပါသေးတယ်။ ကော်နာရှုံးပြီးတဲ့နောက်ပိုင်းမှာခါပစ်ကို ပြန်လည်စိန်ခိုခဲ့ပါတယ်။ခါပစ်ဘက်ကနေကော်နာကိုပြန်ဘက်ကိုမလေးစားတဲ့သူမျိုးလက်ခတ်ထိုးတက်ခဲ့ခြင်းမရှိပါဘူး။ဒီလောက်ဆိုလို့ရှိရင်ကော်နာနဲ့ခါပစ်တို့ရဲ့ပယ်ဆိုင်မှုပြင်းထန်ခဲ့ရဖို့ကိုနားရည်လောက်ပြီးလို့ထင်ပါတယ်။ကျေးဇူးတင်ပါတယ်။